ကျွန်တော်တို့1.3ကိုကြည့်အောင် importance of chemistry ရှင်းမှာ chemistry ရဲ့တမိုင်းကြောင်းတွေပြောပြီးပြီ chemistry က central science ဖြစ်တယ်ဆိုတာပြောပြီးပြီအခု importance of chemistry chemistry ဓာတ်ဥပဒေရဲ့အရေးပါမှုအကြောင်းတွေကိုကြည့်အောင်နော် chemistry is important because everything you do is chemistry မိုက်တယ်ကွာချောင်းနဲ့ တကြောင်းနဲ့နဲ့စာကြောင်းတကြောင်းနဲ့နဲ့အကုန်လုံးကိုချုပ်ပစ်လိုက်တာငယ်တော့ကတော့ပြောရင်တော့ဘယ်လိုပြောရမလဲတန်းတပွင့်နဲ့နဲ့ကောင်မလေးတွေအားလုံးကိုချုပ်ပစ်လိုက်တာအဲ့လိုပဲစာကြောင်းတကြောင်းနဲ့နဲ့ချုပ်ပစ်လိုက်တာဒါရုပေရာကအရေးပါတယ်ဘာကြောင့်လဲဆိုတော့မင်းလုံးသမျှအရာတိုင်းအကုန်လုံးကဓာရုပေရာဖြစ်နေလို့တဲ့အဲ့ဒါလေးနဲ့စာသားလေးနဲ့ချုပ်လိုက်တာအဲ့ကြောင့် informal chemistry ကိုသင်ရတာပြောမယ်ဆိုတာအဲ့ဒါကြောင့်ပြောတာနော် chemical reaction occurs when you breathe when you breathe ငါတို့အသက်ရှူနေတဲ့အချိန်မှာ when you eat ငါတို့စားနေတဲ့အချိန်မှာ just sit there reading စာထိုင်ဖတ်နေတဲ့အချိန်မှာ chemical reaction occurs ဓာတ်ဥ WG နေဟာဖြစ်ပေါ်နေလိမ့်မယ် You are surrounded by materials and substances or chemicals. ဆရာရဲ့ပတ်ဝန်းကျင်ထဲမှာ ရှိနေတဲ့အရာဝတ္ထုတိုင်းဟာကက်မီကယ်ဓာတ်ရုပစ္စည်းတွေပဲဖြစ်တယ်။ရှားဟုကင်နေတဲ့ကောင်ပလတ်စတစ်ဓာတ်ရုပစ္စည်းရှားဟုဝင်နေတဲ့အင်းကြီးနိုင်လွန်သားပလတ်စတစ်ပဲအဲ့ဒါလည်းဒါပေါ်လီမာပဲဟုတ်ပြီနော်ဆရာဘူးကင်နေတဲ့ဒီမှာရင်တို့တန်တဲ့ကက်မစထရီပဲကက်မီကယ်ပဲဓာတ်ရုပစ္စည်းတွေပဲဓာတ်ရုပစ္စည်းလွတ်တာမရှိဘူးနော် even your body is made of chemical မင်းရဲ့ခန္ဓာကိုယ်ကိုယ်တော်မှာကမီကယ်ဓာတ်ပစ္စည်းတွေနဲ့ဖွဲ့စည်းထားတယ်အရန်ကိုဟိုဟာပေါ့နော်ဟိုတွေးခေါ်ရတဲ့အပိုင်းတွေပေါ့ဘာလို့ဆိုတော့ကမဆွေကိုအခုမှသင်ရတာဆိုမတည်သေးဘူးပေါ့ဘယ်လိုမျိုးပြောရလဲဆိုရင်ဆရာတို့အခုမျိုးချလိုက်တဲ့သတွေးဆရာတို့စွန့်လိုက်တဲ့မစင်အဲ့ဓာရီအကုန်လုံးကအစဆရာတို့စားလိုက်တဲ့အစာတွေခြေပြက်လိုက်တာအစအဲ့ဓာရီအကုန်လုံးဟာဓာတ်ပစ္စည်းတွေပဲဒါကြောင့်မလို့ဓာတ်မေနာနဲ့လွတ်ကင်းတာဘာမှမရှိဘူးเนาะ the air you breathe in is a mixture of element like oxygen and nitrogen လေထုထဲမှာဆရာတို့ပမာဏအများဆုံးက nitrogen ပြီးရင် oxygen ဒါကြောင့်မလို့ဆရာတို့ရှူနေတဲ့လေက oxygen nitrogen စရဲ dressing တွေ element ဆိုတာပါလဲဆိုရင် dressing 6တန်း9တန်းတော့သင်ရတယ်နော် dressing ဆိုတာပါလဲ drop bomb ဆိုတာပါလဲအခန်းနှစ်ကြိုင်မေးမှာ mixture ဆိုတာ dreadnought ဒရက်စင်တွေရဲ့အယောနော်ဖြစ်ပါတယ် The book you are reading ငါတို့ဖတ်နေတဲ့အခုစာအုပ် in made from wood plank of cellulose which has been bleached and treated with various chemical ဆရာတို့အခုဖတ်နေတဲ့စာအုပ်ကိုဘယ်ရရလဲဆိုရင်ဘန်ဘူးကရရဘန်ဘူးဆိုပါလေ ဘန်ဘူးဆိုတာဝါဝါပင်အနေရတယ်နော်အဲ့ဒီဝါပင်ရဲ့ cellulose cellulose ဆိုတာကဟိုဟာပေါ့အဲတခြားဒီဘာသာရပ်သမားတွေကိုပြောရင်တော့သိနားလည်မှာမဟုတ်ဘူးဟိုဒီ biology သမားတွေကတော့သိပဲနောက်နောက်ကျရင်သိရလေ cellulose ဆိုတာဒီဆရာတို့ဒီအပင်ရဲ့ပင်စည်ရဲမှာပဲရှိတာနော်ဒီ cellulose ကြီးကိုဆရာတို့က bleach အရင်ဆုံးအယောင်ချွတ်တယ် ပြီးတော့တခြားသော chemical တွေနဲ့ treat တော့เนาะပေါင်းဆက်ပြီးတော့ဆရာတို့ရလာတာဖြစ်ပါတယ်။စာအုပ်ကြီးရလာတာမဟုတ်ဘူးပေါ့เนาะစာရွက်ကိုပြောချင်တာသူပြောချင်တာ paper ကိုပြောချင်တာเนาะဘန်ဘူးကနေ paper ပေါ့စာရွက်ရတယ်လို့ပြောချင်တာเนาะဆက်ကြည့်အောင် the clothes you are wearing เนาะဒီမပြီးသေးဘူးเนาะငါတို့ရှူလိုက်တဲ့လေကနေစပြောတာ ငါတို့ဖန်နေတဲ့ဆောင်မပြီးသေးဘူးသူကြွားတာကံမဆွေရဲ့ဆောင်သူကြွားတာမပြီးသေးဘူး the clothes you are wearing are probably made from synthetic chemical called polymers such as nylon or tarile ဆရာတို့အခုဝိနေရဲ့အင်ကြီးအများစုဟာတဲ့ synthetic chemical တွေရနေရတာတဲ့ synthetic chemical ဆိုတာလူတို့ပြုလုပ်ဖန်တီးတာတော့ဓာတ်ပစ္စည်းအဲဒီကောင်တွေဆရာတို့က polymer steel လို့ခေါ်ရင်အဲ့ဒီ polymer တွေမှာ nylon ရှိတယ် tarylin ရှိတယ်ဆရာတို့အင်ဂျင်တွေမှာလေ tarylin သားတို့ nylon သားတို့ရှိတယ်เนาะအဲ့ဒါကိုဆရာတို့ပြောတာပါကြွားလို့မပြီးသေးဘူးဆက်ကြွားတယ် the seat you are sitting on it perhaps a plastic polymer with polyurethane လိုက်ပြောပါ polyurethane polyurethane เนาะ polyurethane found set binding and magnesium spoke ဟဲ့အခုတည်းဆရာတို့ထိုင်နေတဲ့ခုံဟာလည်းပဲပလတ်စတစ်ပေါ်လီမာတစ်ခုဖြစ်တယ်။ဘာတွေနဲ့လုပ်ထားတာလဲဆိုရင်ပေါ်လီယူရီသိန်းဆိုတဲ့ပေါ်လီမာတစ်ခုနဲ့လုပ်ထားတာဖြစ်ပါတယ်တဲ့။ The room you are in is made up made from cement plastic concrete and glass all of which are chemical ဆရာတို့အခုတည်ရှိနေတဲ့အခန်း ဆရာတို့အခုတည်ရှိနေတဲ့ room ကိုဘာရင်နဲ့ပါမလဲဘာရင်နဲ့လောက်ထားမလဲဆိုရင်စီမံစီမံဆိုတာဘီလက်မြေပလတ်စတစ်ပလတ်စတစ်တွေ concrete concrete တွေ glass ဖန်စားတွေပါမယ်အဲ့ဒါတွေအကုန်လုံးဟာ chemical တွေဖြစ်ပါတယ်တဲ့ chemical provide a which luxury and improve our leisure time chemical ဒီဓာတ်ရုပ်ပစ္စည်းတွေက provide အငါတို့ကိုမလုပ်ပေးတယ်ထောက်ပံ့ပေးတယ် which luxury လက်ဇရီဆိုတာဈေးခံပစ္စည်းဈေးခံပစ္စည်းတွေနဲ့ဆရာတို့ကို provide ထောက်ပံ့ပေးတယ် improve improve ဆိုတာတိုးမြင့်စေတယ် our leisure time ငါတို့ရဲ့အားလက်ချိန်တွေမှာငါတို့ဈေးခံပစ္စည်းတွေနဲ့နေနိုင်အောင်လို့ငါတို့ရဲ့ leisure time improve ဖြစ်အောင်လို့ဘသူက provide ပေးလဲဆိုရင် chemical ဓာတ်ပစ္စည်းတွေက provide ပေးပါတယ်တဲ့ sun chemical are toxic sun chemical are toxic ဆိုတာဆရာတို့အခြားသောเนาะတခြားတချို့သောဆရာတို့ chemical ဓာတ်ပစ္စည်းတွေက toxic ဆိုတာအဆိပ်အတော့ဖြစ်တာเนาะဆရာတို့ရေကန်ထဲမှာရေကူးကန်တွေထဲမှာ chlorine ထည့်ရတယ်ဒါပေမဲ့ chlorine များသွားရင်မဖြစ်လဲဆိုရင်ဆရာတို့အဲ chlorine များသွားရင်မျက်လုံးတွေဆက်တာတို့ဘာလို့ဖြစ်နေပေါ့เนาะဒီလိုပဲဆရာတို့စားရည်ထဲမှာ iodine ထည့်ရတယ် အယူရင်းထဲရင်လေမင်းကြီးယောဂမဖြစ်ဘူးဒါပေမဲ့ညားဝရင်လေမင်းကြီးယောဂဖြစ်တယ်ဒါကြောင့်မလို့ညားရင်လည်းမကောင်းဆန်ကမီကယ်အတောက်ဆစ်ဆန်ကမီကယ်အအဆူဘနီဖီရှယ်ဘနီဖီရှယ်ဆိုတာအကျိုးအမြတ်အကျိုးကျေးဇူးများတာတချို့တော့ဆီယိုကမီကယ်တွေကလူတွေကိုအကျိုးကျေးဇူးပေးတယ်ဒါကြောင့်မလို့ဆီယိုဆေးဝါးတွေမှာကြီးလာဓာတ်ရုနဲ့လွတ်တဲ့ဆေးဝါးဘာမှမရှိဘူး เนาะဓာတုဗေဒနဲ့သုံးတဲ့ဆေးဝါးတွေအများကြီးပဲเนาะနောက်ပိုင်းကျရင်သင်ရမယ် Sam can save life အာ Sam can save life ဆိုတော့တချို့ဒီတချို့သော chemical တွေကလူရဲ့အသက်ကိုကယ်နိုင်တယ် many are useful အသုံးဝင်တဲ့ဓာတုပစ္စည်းတွေအများကြီးရှိပါတယ်တဲ့ All matter is made of chemical so the important of chemistry if that is the story of everything လုံးဝဒီကောင်ကအရေးကြီးမဒါရီကောင်လို့ကမီကယ်နဲ့ဖွဲ့စည်းထားတယ်ဒါကြောင့်မလို့ important of chemistry ဓာတုဗေဒဘာလို့ အရေးပါတာလဲဆိုရင် chemical တွေဒီ matter တွေအားလုံးဖွဲ့စည်းထားလို့ဒါကြောင့်မလို့ chemistry ကို အရေးပါတယ်လို့ဘာလို့ပြောတာလဲဆိုရင် chemistry ဒီ study of everything အရာရာတိုင်းကိုလေ့လာနေလို့ဖြစ်တယ် chemistry deal with everything ဆရာတို့ပတ်ဝန်းကျင်မှာရှိရဲ့အရာရာတိုင်းနဲ့ဓာတုပေရာဟာ deal with ဆက်နွယ်နေတယ် but the better understanding of chemistry would enable us to control the use of chemist chemical a better understanding of chemistry chemistry ကိုအကောင်းဆုံးနားလည်မယ်ဆိုရင် to control the use of chemical ဒီကမကဓာတုပိရာပစ္စည်းတွေကိုတုံးတဲ့အခါမှာ control ထိန်းချုပ်ပေးမယ်။ဘယ်လိုမျိုးထိန်းချုပ်ပေးမလဲဆိုရင်သူတို့ရဲ့ benefits so we could minimize their benefit and minimize the risk involved in their use ဒီကမကပစ္စည်းကိုတုံးလိုက်ရင်ငါတို့အတွက်ဘယ်လောက်အကျိုးကျေးဇူးများများပေးမလဲဆိုတာအကျိုးကျေးဇူးက များများယူမယ်ဒီပစ္စည်းကိုတောင်းလိုက်ရင်ငါတို့အတွက်စိုးကျိုးဘလို့ဖြစ်စေမလဲအဲ့ဒီစိုးကျိုးအ ਨੇ ဆုံးဖြစ်အောင်လို့လုပ် Rich resource တောင်းလိုက်ရင်ဖြစ်လာမယ်စိုးကျိုးနောက်တစ်မျိုးပြောဘေးထွက်အခြေအနေအဲ့လိုမျိုး risk ကိုအ ਨੇ ဆုံးဖြစ်အောင်လုပ်မယ်ဆရာတို့ benefit ကို minimize maximize ဖြစ်အောင်လုပ်မယ် benefit ကို maximize ဖြစ်အောင်လုပ်မယ် ်ဆရာတို့ risk ကို minimize ဖြစ်အောင်လုပ်မယ်အဲ့ဒီကောင်ဒီဆရာတို့ဘာလဲ understanding of chemistry ဒါတို့ပေတာကိုနားလည်ခြင်းတဲ့ branches of chemistry ဒါတို့ပေတာရဲ့ဆရာတို့ဘာသာရခွဲအကြောင်းတွေကိုလေ့လာပါမယ် There are many branches of chemistry or chemistry discipline. ကမစွေဘာသာရွက်အများကြီးရှိပါတယ်ဒီ၅ခုရဲလို့ပြောရင်မှားပါရဲ့เนาะကမစွေဘာသာရွက်အများကြီးရှိပါတယ်အဲ့ဒီကမှာအဓိကဘာသာရွက်၅ခုကဘသူတွေလဲဆိုရင်လိုက်ပြောကြည့်အောင် organic chemistry inorganic chemistry physical chemistry analytical chemistry bio chemistry five main branches of chemistry လို့ပြောရင်ဘယ်နှချက်၅ချက် main branches of chemistry လို့ပြောလဲ၅ခုဘာတွေလဲ organic chemistry inorganic chemistry physical chemistry analytical chemistry biochemistry မြန်မာလိုပြောရင် organic chemistry inorganic chemistry ယူပနော် organic ဓာတုပေတာ inorganic ဓာတုပေတာယူပဓာတုပေတာ ဓာတ်ခွဲဓာတုပေတာဇီဝဓာတုပေတာ organic ဓာတုပေတာ inorganic ဓာတုပေတာယူပဓာတုပေတာဓာတ်ခွဲဓာတုပေတာဇီဝဓာတုပေတာဒါသည် main branch of chemistry ပဲကု၅ခုအဲ့ဒီ main branch of chemistry အပါဝင် နောက်တဲ့ branch of chemistry တွေလည်းရှိသေးတယ်နောက်တဲ့၉ခု၉နဲ့၅နဲ့ပေါင်းတော့၁၄ခုဟုတ်ပြီနော်အဲ့ဒီကောင်လေးတွေကိုဒီကောင်လေးမှတ်မယ် အာနာပန်ချောသောကမစရီဟာကိုးခုရှိတယ်။နိုင်ဆိုမယ်နျူကလ িয়ার ကမစရီနှစ်ခေါက်ဖတ်ပေးပါမယ်။နျူကလ িয়ার ကမစရီ environmental chemistry environmental chemistry industrial chemistry industrial chemistry polymer chemistry polymer chemistry နောက်တစ်ခုက material chemistry materials <laughs> chemistry <laughs> nano chemistry nano chemistry green chemistry green chemistry agricultural chemistry agricultural chemistry theoretical chemistry theoretical chemistry ခုန၅ခုအပါဝင်နောက်ထပ်၉ခုဆိုတော့၁၄ခုပြန်ဖတ်ပြန် nuclear chemistry environmental chemistry industrial chemistry polymer chemistry material chemistry nano chemistry green chemistry agricultural chemistry theoretical chemistry ဟုတ်ပြီ okay ညီမလုံးမအောင် nuclear ဓာတုဗေဒတဘာဝပတ်ဝန်းကျင်ဆိုင်ရာဓာတုဗေဒကုန်ထုတ်ဓာတုဗေဒ polymer chemistry polymer ဓာတုဗေဒ မတိဗီယကမစွီဂရန်ဝိတုဓာတုဗေဒယုံဝိတုဓာတုဗေဒအဲ့ဒါလိုပြော နာနိုကမစွီနာနိုဓာတုဗေဒဂရင်းကမစွီဂရင်းဓာတုဗေဒပေါ့သူ့ကိုကြတော့ညာစိမ်းအောင်ဓာတုဗေဒလို့လည်းပြောလို့ရဆရာရှင်းမှာရှင်းပြီးပြီနော် agricultural chemistry စိုက်ပျိုးရေးဓာတုဗေဒ theoretical chemistry theory နိကျဓာတုဗေဒဆိုပြီးတော့ ဖြစ်ပါတယ်ဒီအားတွေကိုတော့ဆရာတခုချင်းအကြောင်းအရာတွေကိုတော့ဆရာတို့နောက်ပိုင်းကျရင်သင်ရမှာဖြစ်တဲ့အတွက်မပြောတော့ပါဘူးဆရာတို့ five main branches of chemistry ပေါ့ဓာတုဗေဒရဲ့အရေးကြီးရဲ့ဘာသာရပ်ကြီး၅ခုအကြောင်းကိုတော့နောက်တစ်ပိုင်းမှာအကျယ်ဖြန့်ပြီးရှင်းပြပေးပါမယ်ဆရာဆရာမများကျောင်းသားကျောင်းသူများ အားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ